အားလုံးပဲမင်္ဂလာပါတချစ်ကွန်ကားပီတင်ကနေပြန်လည်ချိုးဆိုလိုက်ပါရယ်ဆရာကတော့တာရနယ်လက္ခဏာပီတာဆရာဆရာရဲ့အောင်ပဲဖြစ်ပါရယ်ဒီကနေ့မှာတော့ဒီတပတ်တာကလာအတွင်းမှာကံကောင်းဆုံးပေါ့နော်ကံကောင်းဆုံးနဲ့ပြောင်းလဲမှုတွေများမယ်ကံစတာအပြောင်းလဲတွေရှိမယ်ခုနှစ်သားသီးပြည့်ရဲ့ကမှနေ့တန်၃ခုကိုဆရာကရွေးချယ်ပြီးတော့တာရနယ်ပြောကြပေးတော့ဖြစ်ပါရယ်အဲ့တော့ဘယ်နေ့နေဖြစ်မလဲအဲကိုနေ့နေပါမလားဘလိုဒီကန်တရာပြောင်းလဲနေကြုံရမလဲဆိုတာကိုတော့အခုပဲကြည့်လိုက်ရအောင် အရင်ဆုံးအနေနဲ့ခုနှစ်သားသမီးအားလုံးကမိမိရဲ့ကင်ဆာလေးပါမလားမိမိရဲ့ကင်ဆာပေါ်မှာအာရုံလေးပြုတ်ပွေးဖို့တက်လဲပြောချင်ပါတယ်။ကဲအစင်းသမီးရင်ဆက်လိုက်ရအောင်။စီစဉ်နေမစတင်ခင်မှာစင်မနေနဲ့မြင့်တရက်ခံချင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါနော်။စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့နော်။ ကဲနေနံ3ကဘယ်နေနံနေဖြစ်မလဲနေနံကိုတော့ရွေးပြီးွားပြီပေါ့နော်ဘယ်နေနံဖြစ်မလဲအရင်ဆုံးကြည့်မယ်ပထမဆုံးနေသားနေနဲ့ကကြတော့ဗုဒ္ဓဘူးသားဖြစ်ပါတယ်ဗုဒ္ဓဘူးသားသမီးဖြစ်ပါတယ်ဒုတိယနေသားနေနဲ့ကကြတော့ဇာသာရိသားသမီးဖြစ်ပါတယ်နောက်ဆုံးကကြတော့စနေသားသမီးဖြစ်ပါတယ်ကဲဗုဒ္ဓဘူးရဲ့ဇာသာရိရဲ့စနေရဲ့ဘယ်ပိုင်းဘယ်ကဏ္ဍတွေမှာပြောင်းလဲလာမလဲဘယ်လိုကန္တရာပြောင်းလဲတွေရှိမလဲကြည့်ရအောင် ်ပထမဆုံးအနေနဲ့ကကြတော့လုပ်ငန်းကံအဲ့တော့လုပ်ငန်းကံနဲ့ပတ်သက်ပြီးဝင်တော့ဝဖို့ဖြစ်တဲ့အရာတွေလုပ်ငန်းထဲမှာအဆင်မပြေမှုလေးတွေလုပ်ငန်းနဲ့ပတ်သက်ပြီးစိတ်ဖြစ်စီမှုများနေတဲ့ကိစ္စတွေဒီတစ်ပတ်တာကာလာအတွင်းမှာအဆဆအရာရာအဆင်ပြေလာမယ်ကိုယ့်အတွက်ထံပိုးထားရအရာတွေလည်းကျော်ပါသွားလိမ့်မယ်ပို့ပြီးတော့အဆင်ပြေချောင်းမွေ့လာတဲ့ကာလာတစ်ခုကိုပိုင်ဆိုင်ရလိမ့်မယ်ပြီးတော့နောက်တစ်ခုရှိကြတာကကိုယ့်ကိုကူညီမဲ့ အာအောက်လက်ငယ်သားဒါမှမဟုတ်ကိုယ့်ရဲ့ရွယ်တူမိษွေမျိုးပေါ့နော်လောဘောကိုင်းမတ်မျိုးတွေရောက်လာတတ်တယ်အဲရောက်လာတဲ့လူကလည်းကိုယ့်ကိုတကယ်တမ်းပေါ့နော်စိတ်နှစ်ပြီးတော့တေချာကိုယ့်ဘောမှာကောင်းတဲ့လူမျိုးအဲကိုနဲ့ပလဲနံပါတ်သိမ့်ပြီးတော့ပေါ့နော်ကိုနဲ့တဟဇတာဖြစ်တဲ့လူမျိုးတွေလည်းကိုယ့်စီရောက်လာဖို့ရှိတယ်ဒါကတော့ပထမဆုံးကန်စတာဒုတိယကန်စတာအနေနဲ့ကကြတော့ခီးကန်ဖြစ်ပါတယ်အဲ့တော့ခီးကန်အနေနဲ့ကကြတော့ခီးနဲ့ပတ်သက်ပြီးတော့ကိုကိုတိုင်ကသွားခြင်းနဲ့ခီးတက်ရှိတယ်မသွားခြင်းနဲ့ခီးတက်ရှိတယ် အဲဒီကမှကိုသွားကျင်တဲ့ကိစ္စတွေအဲကိုယူရထားတဲ့ကိစ္စတွေကိုအတွက်မရောက်ဘူးသေးတဲ့နေရာတကူမရောက်ဘူးသေးတဲ့ခီးတွေလည်းသွားရဖို့ရှိတယ်ပျော်ရွှင်စရာကောင်းတဲ့အမတ်တရားကောင်းနေတယ်ပိုင်ဆိုင်ရမယ့်ကာလတခုလို့တော့ပြောမယ်ဆိုရင်တော့ပုံပြီးမှန်ပါလိမ့်မယ်အဲ့တော့ခီးနဲ့ပတ်သက်ပြီးတော့လေတက်လန်းနေကိုအတွက်ကောင်းမွန်တဲ့ရပိုင်ခွင့်နေအဲကိုနဲ့ မတိသေးတဲ့ပေါ့နော်အတွေ့အကြုံသစ်တွေခီးမှရလာမယ်ပြီးတော့ကိုယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ပတ်ဝန်းကျင်အသစ်မှာလည်းကိုယ့်အတွက် network ကောင်းနေအဲကိုယ့်နဲ့အဆက်အသွယ်ကောင်းနေလည်းခီးမှတွေ့ရဖို့ရှိတယ်အဲ့တော့ကိုယ်လေးလာရင်လေးလာသလောက်ကိုယ်ကြိုးစားရင်ကြိုးစားသလောက်ကိုယ်ဖန်နေဖန်နေသလောက်ရရှိမဲ့ခီးမျိုးကောင်းမွန်တဲ့ခီးမျိုးတွေဖြစ်တယ်ပေါ့နော်နောက်တစ်ခုနောက်တစ်ခုနေကကြတော့အခြေခံအခြေကမေမေရရမဟုတ်ဘဲနဲ့စိတ်တွေတွေးဝင်နေတတ်တယ်လက်ရှိကနေလက်မဲ့ဖြစ်ခြင်းစိတ်တွေ ကိုလက်ရှိချစ်သူနဲ့ပြောရရင်တော့အစင်ပြေနေတဲ့ကိစ္စကနေထဖောက်ပြီးတော့အမျိုးမျိုးအကြောင်းအရာတွေကြောင့်အဲကိုကလမ်းခွဲနေတာမျိုးတို့တယောက်တည်းနေနေတာမျိုးတို့အဲစိတ်ပင်ပန်းလို့ဟိုခဏလောက် break down ယူနေတာမျိုးတွေဒီကိစ္စမှာပြောနေကြဖြစ်တယ်ပေါ့နော်တယောက်တည်းနေခြင်းစိတ်တွေပေါက်နေတဲ့တဲ့ဒါပေမဲ့အဲ့တယောက်တည်းနေခြင်းနဲ့စိတ်တယောက်တည်းနေခြင်းနဲ့ကာလတစ်ခုကတော့အချိန်အကြာကြီးတော့မဟုတ်ဘူးဒါပေမဲ့ဒီကာလထဲမှာ decision တွေမပြတ်သားမဲနဲ့ ဖြစ်တတ်တယ်လို့ decision နဲ့အရန်ပြက်သားလွန်ပြီးတော့ဟိုကိုယ်လက်ရှိကနေကိုယ့်အတွက်ကောင်းမွန်တဲ့လူမျိုးကိုယ့်အတွက်ဟိုအကျိုးရှိတဲ့လူမျိုးတန်ဖိုးရှိတဲ့လူမျိုးကိုဆုံးရှုံးရတာမျိုးတွေရွေးချယ်မှုမှားတွေကြောင့်အခက်အခဲတွေကြုံတွေ့ရတာမျိုးတွေအပြီးတော့လက်ရှိကနေလက်မဲ့ဖြစ်သွားတာမျိုးတွေကြုံရတတ်ပါတယ်အဲ့တော့အတက်နိုင်ဆုံးတော့ကိုယ့်အတွက်ပေါ့နော်ကောင်းမွန်တဲ့ဒီကာလာတစ်ခုကိုကိုကဟိုပြောရရင်တော့အခက်အခဲ ဟိုအခက်အခဲအနောက်ရက်တွေအ ਨੇ ဆုံးဖြစ်အောင်ကိုကြော်ဖြတ်တတ်ဖို့တော့လိုအပ်နေမယ်သူများတွေမှားသွားရင်တော့မှကိုကိုတိုင်ကဉာဏ်နဲ့ရှင်ပြီးတော့ဗောနော်ဒါအလုပ်သင့်လားမလုပ်သင့်ဘူးလားပြဿနာဖြစ်မဲ့လမ်းကိုရွေးတာတည်းဆိုင်ပြဿနာမဖြစ်မဲ့လမ်းကနေကိုက skip သွားဖို့လိုအပ်နေမယ်အဲ့လိုမျိုးမှာပဲပို့ပြီးအဆင်ပြေပါလိမ့်မယ်နောက်တစ်ခုအနေနဲ့ကကြတော့ကျမ်းမာရင်းနဲ့ပတ်သက်ပြီးဒီနေသားသုံးခုကဘယ်ဘိုင်းနေမှာချူချနေတက်လဲအဲ့တော့ကျမ်းမာရင်းနဲ့ပတ်သက်ရင်တော့ရှင်းပါတယ်အောင်ကျော်နဲ့ပတ်သက်တာတွေပြီးတော့ညောင်းညာတာတွေအယိုးစင်းတဲ့ပတ်သက်တာမျိုးတွေ အဲ့ဒါမျိုးလေးတွေမှာကျမ်းမာရေးချူချာနေလိမ့်မယ်ပို့ပြီးတော့ဈေးကိုစကန်သွားရမယ်ဆိုတော့အဲကန်နာတွေအဲအပိုင်းတွေအကြောင်းသွားရဖို့များလိမ့်မယ်နော်ဒီတစ်ပတ်က color တွေမှာတော့ဒီနေ့နဲ့သားသမီးတွေဆရာခုနပြောတဲ့ဗုဒ္ဓဘူးရဲ့ဂျာတာရေးရဲ့စနေသားသမီးတွေလက်တလုံးမှာချူချာမှုလေးတွေကြောင့်ရလိမ့်မယ်ကန်စရာအပြောင်းလဲတွေကြုံရလိမ့်မယ်အဲ့တော့အတက်နိုင်ဆုံးကောင်းမွန်ပြုလို့ပြရမယ့်ရေဒီယာလိကကြတော့ရိုးရှင်းပါတယ်နီးစက်ရမှာရှိတဲ့ငှက်တွေခိုးတွေတရဝါလေးတွေကိုဘေးမဲ့လွတ်ပေးပါ တို့တဲ့ခါကြရင်ကိုယ့်ရဲ့ကန်ဆာအញ្ញံလေးတွေကိုလည်းတိကျတာပျောက်ကင်းသွားပါစေဆိုတဲ့စိတ်နဲ့ပေါ့နော်စိတ်ဆန္ဒတစ်ခုနဲ့ကိုကလွတ်ပြီးဘေးမဲ့လေးလွတ်ပြီးဒါလေးကိုပြုတ်လုပေးပါအဲ့ဒါဆိုတော့ကန်ဆာကောင်းခြင်းတွေကံကောင်းခြင်းတွေကမိမိစီကိုရောက်လာပြီးတော့မိမိရဲ့ကန်ဆာအញ្ញံလေးတွေကလည်းပင်းကြရော့ပေါ်ရေမတင်တဲ့ကဲသူရော့ပါသွားမယ်အစင်ပြေသွားလိမ့်မယ်ပို့ပြီးတော့လည်းကောင်းမွန်လာလိမ့်မယ်ဒါကတော့ဒီဘက်တာကလာအတွင်းမှာကံအကောင်းဆုံးနဲ့အပြောင်းလဲမှုတွေများမယ်နေသားတွေအတွက် ဆောင်ရွက်ဆောင်ရွက်လေးတွေပြုလုပ်ရမယ့်ဟာလေးတွေကြုံတွေ့ရမယ့်ဟာလေးတွေနဲ့ဟိုရတရားလေးတွေကိုပြောပြထားတာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်က color day မှာခေါင်းရသားများအလုံးနဲ့စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကံညံ့တွေကတွေ looking ပြီးတော့ကံကောင်းခြင်းတွေလည်းပုံမူရရှိလာပါစေဆရာလေးဆုတောင်းမိလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ